အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် chess education youtube channel ကနေပြန်လာကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်ပါတင်ဆက်ပေးတော်မလဲဆိုတော့အဲ world cup ကကမ္ဘာ champion ကမ္ဘာဖလားစစ်တင်ပွဲတွေက round 2မှာကစားခဲ့ကြတဲ့အာအဘီမန်နျူမစ်ရာနဲ့ဆာလမ်ဆလာရိုရဲ့ကစားပွဲလေးတစ်ပွဲကိုသုံးသပ်ပေးတာမှာဖြစ်ပါတယ်အာအဘီမန်နျူမစ်ရာကတော့အဲကမ္ဘာအသက်အငယ်ဆုံး grand master တစ်ယောက်ဖြစ်တဲ့လက်ရှိသူက ကမ္ဘာအတန်းငယ်ဆုံး grandmaster တယောက်ဖြစ်တယ်အဲအရှိမာတော့အာဘီမန်နီမစ်ရာနဲ့ကစားပွဲတစ်ပွဲကျွန်တော်တိတ်မိခဲ့ဘူးလေပေါ့နော်ဒါ Gukesh နဲ့ကစားခဲ့တဲ့ပွဲထင်တယ်ပေါ့နော်အဲ့တော့တပွဲ Gukesh ကိုအနိုင်ကစားခဲ့တယ်အဲအခုသူနဲ့ကစားမဲ့ပြိုင်ဘက်ကတော့ Salam Salah Salam Saleh ပေါ့နော်အဲအဲ့တူရဲ့ပွဲကိုလည်းကျွန်တော်ဟိုတနေ့ကပဲဒီကပတ်ဖလာ World Cup ပထမအဆုံးပွဲမှာတင်ပေးခဲ့တယ်။ Brilliant Move League ကနေ Grand Sacrifice နှစ်ခါလောက်ပါတဲ့ Bay ပေါ့နော်။အခုသူတို့နှစ်ယောက် ် round 2မှာထိတိုက်တွေ့ကြတယ်။နိုင်တဲ့သူကနောက်တစ်ဆင့်တက်မယ်။အဲရှုံးတဲ့သူကအိမ်ပြန်မယ်ပေါ့။အဲပထမပွဲမှာတရေကြခဲ့တယ်။ဒီပွဲလေးကတော့ဒုတိယပွဲဖြစ်ပါတယ်။ဟုတ်ပြီအဲ့ဒါကျွန်တော်တို့ဒီပွဲမှာတော့အဘိမန်းကြီးမစ္စရာကအဲဖြူကစားကိုကန်ဆောင်းมาဖြစ်ပြီးတော့အဲဆာလက်ဆာလက်ကတော့ဒါအမဲကစားကိုကန်ဆောင်းมาဖြစ်ပါတယ်။ဟုတ်ပြီအဲ့ဒါကျွန်တော်ကစားပွဲလေးကြည့်လိုက်မယ်။အဖြူကနေပြီးတော့ d4 နဲ့အစပြီးတော့ဖွင့်နေအမဲကနေပြီးတော့ဆာလက်က nf6 ပေါ့နော် nf6 ကစားတယ် c4 မှာ G6 G6 ကတော့ဒါ Kings Indian ဟို structure လို့ပဲเนาะ Bishop ကို G7 ကထွက်မယ်ပေါ့အဲပြီးတော့မှကျွန်တော်ဒီ structure လေးကျွန်တော်တို့ Kings Indian လည်းဖြစ်နိုင်တယ် Binoni လည်းဖြစ်နိုင်တယ် Grandfi လည်းဖြစ်နိုင်တယ်ပေါ့เนาะအမျိုးမျိုးဖြစ်နိုင်တယ်ပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီကနေပြီးတော့ဆက်ပြီးကြည့်မယ်အဲ Mishra ကတော့အဲဒီနေရာမှာအဲ Rare Move တစ်ခုကိုရွှေ့တယ်လို့ပြောလို့ရပါเนาะဘုံမှာပြည့်စုံတော့ကျွန်တော်ဒီနေရာမှာအဖြစ်ကနေပြီးတော့အဲ Knight C3 တွေအဲ Knight F3 တွေစသဖြင့်ဒါမျိုးလေးတွေရွှေ့ကစားတာများတယ်ဒါပေမဲ့ မစ်ရာကတော့ဒီပွဲမှာအဖြူကနေပြီးတော့ F3 လေးပဲတက်ခဲ့တယ်။အဲဒီ F3 ရဲ့ idea ကတော့မလုပ်ချင်တာလဲဆိုလို့ရှိရင်ဒီ G4 နဲ့ E4 နဲ့ကိုတားထားတယ်။ Knight တွေကမလာလာကြားထားတယ်ပြီးနောက်တစ်ခုကကျတော့မစ်ရာရဲ့ idea ကတော့နောက်လည်းကျရင် E4 တက်ပြီးတော့ဒါ center မှာ control အပြည့်အဝယူထားမယ်ထင်းချုပ်မှုအပြည့်အဝယူထားမယ်ပြီး space တွေယူမယ်ပေါ့နော်။ဒီလို idea လေးတော့ဖြစ်ပါတယ်။ ဟုတ်ပြီအဲ့တော့တစ်ဖက်ကစာလက်ကကြတော့ဘာနဲ့ပြန်တုံပြန်လဲဆိုရင် C5 နဲ့ပြန်ပြီးတုံပြန်တယ်အဲ C5 မှာမစ္စရာကနေပြီးတော့ D5 ပုံလေးချော်တက်တယ် space ယူထားတယ်အဲ့ဒီလိုမျိုးတက်လိုက်တဲ့အခါမှာကျွန်တော်ဘာတွေ့ရလဲဆိုလို့ဆိုရင်အဲဒီ5ဖြစ်လာတဲ့အခါမှာဒီ bishop ဒီ diagonal ကြီးကတော်တော်လေးကိုအားကောင်းသွားတယ်အောင်တော့တွေ့ရတယ်ပေါ့နော်ကျွန်တော်ဒီ h8a1 diagonal ကအားကောင်းသွားတယ်အဲ့တော့ဒီမှာဆာလက်ကအရင်ဆုံးဘာပဲရှိကြလဲ d6 လေးပဲပြန်ပြီးတော့တောင်းထားတယ်အဲ့တော့ e4 တက်တယ် e4 မှာ bishop g7 အဲ့တော့ အဲ့ဒါဒီမှာကြည့်ရမယ်ဆိုလို့ရှိရင်ပေါ့နော် structure ရပြောမယ်ဆိုလို့ရှိရင်တော့အဖြူရဲ့ bone structure ဒီဒီမှာ light square တွေမှာရွေးရှိတယ်အဲ့တော့ဟိုအဖြူရဲ့ဒီ လိုက်စကွဲပစ်ရှော့ကတော့အဝီတော့ဝီနေမယ်ပေါ့နော်နည်းနည်းလေးတော့ဟိုဘက်ပစ်ရှော့တွေတကောင်တော့ဖြစ်တော့ဖြစ်နေမယ်အဲဒက်စကွဲပစ်ရှော့ကတော့တော်တော်လေးစထရောနေမယ်အထူးသဖြင့်ကျွန်တော်ဒီဒိုင်ယဂိုနယ်ကလေအဲနည်းနည်းတော့ဂရုစာရမယ်ပေါ့နော်ပွင့်နေတဲ့ဒိုင်ယဂိုနယ်တစ်ခုဖြစ်တဲ့အတွက်ကြောင့်ဟုတ်ပြီအဲ့တော့ကျွန်တော်ကစားပွဲထက်ကြည့်ရဲဆို Nice C3 လာတယ် Nice C3 မှာအဲဆာလက်ကဘာရှိခဲ့လဲဆိုရင် E6 E6 ကတော့ဒါကတော့ဘာလို့တာလဲဆိုလို့ရှိရင်တော့ဒီ pawn structure ကိုခြေဖြတ်တာပေါ့နော်ဘာကြောင့်လဲဆိုတော့ တစ်ဖက်ကို bond structure ပေးထားရတယ်ဆိုလို့ရှိရင်တစ်ဖက်ကို space တွေပေးထားပြီဆိုလို့ရှိရင်ကိုက ice space တွေကိုပြန်ပြီးတော့ခြေဖြတ်ကမယ်ပေါ့နော်အဲဒီမှာလဲ pure space တွေရထားတယ်အဲ့တော့ဒီ space ကိုခြေဖြတ်မှာအမဲကစားကောင်တွေကပို့ပြီးတော့တွက်လက်မယ်ဟို activate ဖြစ်မယ်ပေါ့အဲ့တော့ဒီမှာ e6 နဲ့ဒီ center ကိုခြေဖြတ်တယ်အဲ net g e2 လာတယ် net g ဒီမှာ85ပြန်စားရတယ်85စားရတယ် c5 ပြန်စားရတယ် ဟုတ်ပြီအဲ့တော့ Night BD7 ပေါ့နော် Night BD7 ID ကတော့ရှင်းနေပါတော့ Night ကို development လုပ်လိုက်တယ်ဒီ Night ဒီ E5 တွေလည်းဝင်နေဝင်ပဲပေါ့ဒါဆိုတော့ Night ကို development လုပ်ထားတယ်အဲ့တော့ Night G3 ပြန်လာတယ်ဟုတ်ပြီအဲ့တော့ Night G3 လာတယ်ဆိုတော့ကအဖြူရဲ့ idea ကလည်းသူကမလုပ်ချင်တာလဲဆိုတော့ဒီ Night ကတွားစရာနေရာရှိတာဆိုတော့လောလောဆယ်တော့တွားစရာနေရာမရှိဘူးဒါပေမဲ့အာမလုပ်ချင်တာလဲဆိုတော့ဒီ light square picture ရဲ့လမ်းကြောင်းလေးကိုဖွင့်ပေးထားတာလို့ပြောလို့ရတယ်ပေါ့နော် ဟုတ်ပြီအဲ့ချိန်မှာကျွန်တော်တို့အမဲကနေပြီးတော့ကျွန်တော်ဘာလုပ်မှာလဲဒီနေရာလေးမှာကျွန်တော်စဉ်းစားကြည့်မယ်ပေါ့နော်အမဲကနေပြီးတော့ကျွန်တော်တို့ပုံမှန်တမယိုးကျအဲကက်ဆလင်းဆိုပြီးတော့ရွှေ့မှာလာအဲဒါမှမဟုတ်လို့ဆိုရင်အဲ night က C3 ရနေပြီးတော့ B5 တွေပါလာပြီးတော့ D6 ပုံကိုချိန်မှာဆိုလို့ A6 ပဲတောက်ထားမလားအဲ night မလောင်တားထားမလားအဲအဲ့လိုမျိုးကျွန်တော်တို့ပုံမှန်တမယိုးကြောက်ဆိုရင်တော့ဒါမျိုးတော့တွေးတော့တွေးမိမယ်ဒါပေမဲ့ဆာလက်ကဘာရွှေ့ခဲ့လဲဆိုရင်တော့ဒီနေရာမှာအမဲကနေပြီးတော့ H5 ဆိုပြီးတော့ရွှေ့ခဲ့တယ်ဟာတော်လေးမိုက်တယ်ပေါ့နော် H5 ရွှေ့တဲ့ရွှေ့ကွက်ကတော့ အော်ဘာလို့ကျင်လာလဲဆိုလို့ရှိရင်အဲဒီ case site ကနေပြီးတော့သူက space တွေပြန်ယူခြင်းနဲ့အဲနောက်လဲကြလို့ရှိရင် h4 တက်ပြီးတော့ night ကိုမောင်းမယ်ဆိုပြီးတော့အဲလုပ်မယ်ပေါ့ အဲဒီဘက်မှာတော့မစ္စရာကအဖြူကနေပြီးတော့ bishop e2 ပဲတက်ခဲ့တယ်ဗောနော်အဲကျွန်တော်ဒီနေရာမှာကျွန်တော်စဉ်းစားကြည့်နေတယ်ဗောနော်အဖြူကနေပြီးတော့ h4 တွေတက်လို့ဆိုရင်ရောအဆင်ပြေပါမလားဗောအမဲ h4 မတက်နိုင်အောင်တက်မယ်ဆိုတော့အဲ့ဒါလည်းကျွန်တော်တကယ်တမ်းတော့အဆင်တော့မပြေဘူးဗောနော်ဘာကြောင့်လဲဆိုတော့ဒီလိုမျိုးတက်လိုက်လို့ဆိုရင်ဒီ die square တွေကတော်တော်လေးကိုအားနေဝမ်းမယ်ဗောနော်ဒီ g3 တွေ f4 တွေ e5 တွေ dr တွေတော်တော်လေးကိုအားနေဝမ်းမယ်လို့ပြောရရတယ် ်ဟိုအဲ့တော့ဒိုက်ကဟို ရေရှည်မှာမကောင်းလို့ပြောလို့ရတယ်ဗောနော်အဲ့တော့ကြောင့်ဒီနေရာမှာဖြူကနေပြီးတော့မစ္စရာကလည်းဒါမျိုးတွေမတက်ဘူးအဲ့တော့အမဲက H4 တက်ပြီးတော့ night ကိုမောင်းညံမောင်းမစေဗောနော်ဒါမျိုးတော့မတက်ဘူးဗောအဲ့တော့ Bishop E2 ပဲထွက်လာတယ်အဘိရှာအီတူမှာအမဲကနေပြီးတော့ဆာလက်ကဘာဖြစ်ခဲ့လဲဆိုရင် H4 နဲ့ Knight ကိုမောင်းတယ်မောင်းတဲ့အခါမှာ Knight က F1 ကိုပြန်ဝင်တယ် ။ဟာ night everyone ဝင်တဲ့အချိန်မှာအပြည့်အမဲကနေပြီးတော့ A6 ဆိုပြီးတက်တယ်။ A6 ရဲ့ idea ကတော့ရှင်းနေပေါ့နော်။ဘာလို့ကျန်တာလဲဆိုလို့ရှိရင်ဒီနေရာမှာဒီ A6 ရဲ့ idea ဒီအာ night တွေ bishop တွေ B5 ကိုမလာနိုင်အောင်တားထားတာလည်းဖြစ်တယ်။နောက်တစ်ခုကကျတော့ကိုကိုတိုင်းနဲ့အမဲကနေပြီးတော့ B5 တွေပါတက်ပြီးတော့ queen side ကနေပြီးတော့ space တွေထည့်ယူလို့ရတယ်။ဒီ bishop ကလည်း diagonal မှာတော်တော်လေး strong နေတယ် bishop ဆိုတော့အဲ B5 တွေ B4 တွေထပ်ပြီးတော့အဲတက်ပြီးတော့ night ကိုမောင်းမယ်စသဖြင့်ပေါ့နော်ဒီလို idea မျိုးလေးဖြစ်တယ်။ အဲ့ဒါကျွန်တော်ဒီမှာကစားပွဲထက်ကြည့်မယ်ဆိုလို့ရှိရင်ကစားပွဲထဲမှာအဖြူကနေပြီးတော့မစ္စရာကဘာရှိခဲ့လဲဆိုတော့ A4 ဒီရှိကကတော်လေးကိုကောင်းတယ်လို့ပြောလို့ရတယ်။ဘာလို့တော်လဲဆိုလို့ရှိရင်ဒီနေရာမှာအမဲက B5 တွန်းမှာဆိုတော့ကိုသူကရိတ်မိတယ်။အဲတဘောပေါက်တယ်။အဲ့အတွက်ကြောင့် B5 မတွန်းနိုင်အောင်တားထားတာ။ ။ဘာကြောင့်လဲဆိုတော့ဒီနေရာမှာ B5 ထားသုံးမယ်ဆိုရင် AB5 စားလို့ရတယ်သူကပြန်စားလို့မရဘူးပြန်စားရကျွန်တော်တို့က rookie စားသွားလို့ရတယ်ပေါ့နော်။အဲ့လိုမျိုးဖြစ်တယ်။အဲဒါကြီးကပင်ကြံနေရာဖြစ်တဲ့ကြောင်းဟိုလုံးဝပေးမတော့ဘူး။အပင်းမတော့ဆိုတော့အမဲကလည်းသူက B5 ကိုတက်ချင်တယ်အဲ့တော့ Rook B8 လာတယ်အ Rook B8 လာရဆိုတော့ဒါဒီတစ်ချိန်ချိန်မှာ B5 တော့အဲ try မယ်ပေါ့နော်ဟုတ် ಬಿ အဲ့တော့အဖြူကနေပြီးတော့ Mistra ကဘာလုပ်လဲဆိုရင် A5 ဒီချိုးဝက်လေးရလေတကယ်ကောင်းတယ်ဘာလို့လာလဲဆိုလို့ဆိုရင်အပေါင်းကို break ထိုးလိုက်ကြလို့ခေါ်တယ်ပေါ့နော်အဲဒီမှာကျွန်တော်တို့ဒီ basic square လေးကိုဟိုနင်းထားတယ်လို့ပြောလို့ရတယ်တနည်းအားဖြင့်ပြောမယ်ဆိုလို့ဆိုရင်အကယ်၍အမဲရတာတစ်ချင်ချင်းမှာ b5 တွေပါတက်ခဲ့မယ်ဆိုရင်ဒါ and person ဖြတ်စားမယ်ပေါ့နော်ဒီလို idea လေးဖြစ်တယ်တေချာတာတစ်ခုကတော့အမဲအမဲကိုလုံးဝ b5 ပေးမတတ်ဘူးပေါ့ ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုရင်အဖြူအမဲကနေပြီးတော့ gas line လောက်တယ်ဒါကလုံးလို့ရလားဆိုတော့ဟိုလုံးလို့ရတယ်ပေါ့နော်အမဲပေါင်းလေးက h4 h4 မှာတလုံးနဲ့ထိထိရှိနေတယ်ဆိုပေမဲ့လည်းပဲ ဒီနေ့တမ်းမှလုပ်လို့ရတယ်။ဘာကြောင့်လဲဆိုတော့ဟိုအမဲရဲ့ကင်းကလုံနယ်လို့ပြောလို့ရတယ်။ပြပြတော့နောက်တစ်ခုကကျတော့အဖြူရဲ့ကစားရုပ်တွေက development ဘိုင်းဆိုင်ရာမှာတော်တော်လေးကိုနောက်ကျနေတယ်လို့ပြောလို့ရတယ်။ဒီမှာဆို night တွေ bishop တွေကဟိုထွက်ကိုမထွက်ကြသေးဘူးပေါ့နော်။ပြန်ပြီးတော့ back line ရောက်နေတယ်။ပြီးတော့ထွက်ပြီးတဲ့ကစားကောင်ဖြစ်တဲ့ bishop ဆိုလည်းစစ်တယ်တော်တော်လေးကိုဒါမကောင်းဘူးလို့ပြောလို့ရတယ်။နေရာကောင်းမှမရှိဘူး။ပြီးတော့ဒီ bishop ဒီ back bishop လည်းဖြစ်နေရပေါ့။ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုလို့ရှိရင်ကစားပွဲထဲမှာအဖြူကနေပြီးတော့ပါရှိခဲ့လဲဆိုရင် G4 တက်တယ်။ အဲ့ဒီဖုန်းကတော့ဒါကရှင်းနေပေါ့နော်ဘာလို့ရှင်းတာလဲဆိုတော့ဆင်ဟိုကင်းဆိုင်ကိုထပ်ပြီးတော့တိုက်ချင်တာပေါ့နော်ကင်းဆိုင်ကိုတိုက်ချင်တယ် G4 တွေ G5 တွေနဲ့အဲလာပြီးတော့ချဲမယ်ပေါ့နော်ဒီနေရာမှာအမဲအနေနဲ့ Ambassador ဆားလို့လည်းမကောင်းဘူးဘာဆားလို့လည်းပြန်ဆားပြီးတော့ဒီ H5 ကြီးဖွင့်လာလို့ဆိုရင်ဒါအမဲကင်းဆိုင်ကနည်းနည်းစိုးရင်ရတယ်အဲ့တော့ဆားစရာမလိုဘူးအဲဒီမှာအမဲကနေပြီးတော့ဆားလက်ကဘာရှိခဲ့လဲဆိုရင် B5 ဆိုပြီးတက်ခဲ့တယ်အဲ B5 တက်ခဲ့တဲ့အချိန်မှာ အဖြစ်ကနေပြီးတော့ ambassador စားတယ်အဲဒါခုနကျွန်တော်အရှိမပြောခဲ့သလိုပဲအဲဒါစားကိုစားရမယ့်ကိစ္စပေါ့နော်အဲစားတဲ့အချိန်မှာတဲ့ကျွန်တော်တို့ဟိုပုံမှန်အပြည့်တင်တော့ကျွန်တော်ဒီနေရာမှာအမေကနေပြီးတော့ night tape basic တွေပါပြန်စားကြတယ်ဆိုရင်တော့စားလို့တော့ရတယ်ပေါ့နော်အဲ night tape basic စားမယ်ဆိုလို့ရှိရင်အဖြစ်ကနေပြီးတော့ဘာလဲလာမဆက် night d2 တွေအဲပြီးဒါမှမဟုတ်ဆင် bishop e3 တွေပါအရင်ထွက်မယ်ပေါ့နော်အဲ sorry bishop e3 ထွက်မယ်ပြီးတော့မှအဲ့နောက်မှကျတော့ knight d2 တွေ knight c4 တွေအဲစသဖြင့်ဒါမျိုးတွေအဲကစားလို့တော့ရတယ်ပေါ့ဒါပေမဲ့ဒီနေရာမှာ ်ဆာလတ်ကဆာလတ်ရဲ့အမြင်ကသူ့ရဲ့အမြင်ကဘယ်လိုမျိုးဘာလှုပ်ချင်တာလဲဆိုတော့သူဒီနေရာမှာထပ်ပြီးတော့ basic ကပုံလေးကိုသူမစားဘူးမစားဘဲနဲ့သူကဘာလို့လဲဆို C4 ဆိုပြီးတက်လိုက်တယ်အော်ဒီရှုကလုံးဝတကယ်ကိုမိုက်တယ်တကယ်ကိုကောင်းတယ်ပေါ့နော်အော်တော်တော်လေးကို ကျွန်တော်ကြိုက်တယ်ပေါ့။ဘာကြောင့်ကြိုက်တာလဲဆိုတော့ယခုတော့ကျွန်တော်အရှိမကျွန်တော်တောက်လျှောက်ပြောခဲ့တယ်။ဘာပြောခဲ့လဲဆိုလို့ဆိုရင်အဖြူသည်ဘယ်ဟာတွေအားနည်းနေလဲဆိုလို့ဆိုရင် dash square လေးတွေအားနည်းနေရ။ဘာကြောင့်လဲဆိုတော့အဖြူရဲ့ပွန်းတွေအကုန်လုံးဒီ white square မှာဖြစ်နေတယ် light square မှာဖြစ်နေတယ်။အဲ့တော့ကျွန်တော်တနည်းအားဖြင့်ပြောမယ်ဆိုလို့ဆိုရင်ဒီ diagonal ကြီးဒီတော်တော်လေးကိုအားနည်းတယ်လို့ပြောလို့ရတယ်အဖြူကနေပြီးတော့ အဲ့ဒါရကုန်တဲ့ကိုဒါချီးဆိုးကျင်တယ်ပေါ့နော်။ဘာလို့ချီးဆိုးကျင်တာဖြစ်တဲ့ကြောင့်ဒီနေရာမှာ C4 ကိုပုံထက်ကျွေးလိုက်တာ။ရစားကျင်စား glue မဆိုင်ဘူးပေါ့နော်။အဲအဲ့တော့အဲ့ကျွန်တော်ဒီနေရာမှာတော့အကယ်၍များပေါ့ဗျ။ဒီလိုမျိုးတာဟိုမတွန်းထားဘူးဆိုလို့ဆိုရင်ဗျာစိတ်ကူးရင်ကြည့်လိုက်ဒီနေရာမှာအဖြူရဲ့ night တာ C4 လေးမှာလာပိတ်နေမယ်ဆိုလို့ဆိုရင်အဲ့ဒီ C5 ကကျွန်တော်တို့ C5 ပုံ C4 ကလုံးဝတက်လို့မရတော့လုံးဝတက်လို့မရလို့ဆိုရင်ဘာဖြစ်မလဲဆိုလို့ဆိုရင်ဒီ diagonal ကြီးကလည်းပိတ်နေမယ်။အဲ့အဲ့တော့ကျွန်တော်ဒီနေရာမှာတော့ C4 ရဲ့ idea လေးတော်တော်လေးတဘောကြရတယ်ပေါ့နော်အပွန်ကျွေးလိုက်တယ်ပေါ့အကယ်၍များတော့ Bishop Take C4 စားမယ်ဆိုလဲအမေကဘာလို့မှဆိုကွင်းတိတ်ပြီးဆက်စားပြီးတော့အဒီ diagonal လေးမှာဟိုအတာစီယူထားမယ် Bishop ထွက်လာလို့ဆင်းတယ် B2 တွေပဲစားလို့ရတယ်ပေါ့နော်အ Bishop ကလည်းထွက်ချင်တိုင်းထွက်လို့မရသေးဘူးပေါ့အဲ့ဒါဆိုရင်ဒီနေရာမှာအမေကပို့ပြီးတော့ကောင်းမယ်ပေါ့နော်အကယ်၍များ Knight A4 တွေပဲလာမောင်းမယ်ဆိုလို့ဆိုရင်လည်းပဲ Queen A7 နေပြီးတော့ဒီ diagonal လေးမှာပြန်နေလို့လည်းရတယ် ideal idea မိုက်တယ်ပေါ့နော် ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့အဲကစားပွဲလေးပြန်ကြည့်မယ်ကစားပွဲထဲမှာတော့အဲအဖြူကလည်းဒီနေရာမှာအဲ C4 ပွင့်လို့မစားဘူး Bishop E3 လေးပဲပြန်လာထားတယ် Bishop E3 ရဲ့ idea ကတော့ဟိုသူ့ရဲ့ဒီ basic ကဘုံလေးကိုပြန် save ထားတယ်ပြီးတော့သူ့ရဲ့မထုတ်ရတဲ့ကစားကောင်တစ်ကောင်ကိုထုတ်လာတယ်အဲ့ချိန်မှာဆာလတ်ကဘာဆွေးခဲ့လဲဆိုရင် root takes b6 တကယ်တကယ်တကယ်အရင်ရန်ကောင်းတဲ့ brilliant move တစ်ခုလို့ပြောလို့ရတယ်အဲ brilliant move လို့ဘာကြောင့်ပြောတာလဲဆိုတော့ အဲကစားကောင်တကောင်ကျွေးလိုက်တာပေါ့ကစားကောင်တကောင်ကျွေးလိုက်တယ်ကျွေးလိုက်တဲ့အချိန်မှာလာစားလို့မကောင်းဘူးဒီမှာစားလို့ဆိုရင်ဘာလို့မှာဆိုရင်ကွင်းနဲ့ပြန်စားထားမှာကွင်းနဲ့ပြန်စားလာပြီးတော့ဒီ diagonal လေးကိုပဲယူထားမယ်အဲ့မှာ94လာလို့ဆိုရင်ခုနကကျွန်တော်ပြတဲ့အတိုင်းကွင်း87လေးမှာခိုးပြီးတော့ဒီ diagonal မှာအဲနေနေမယ်ပေါ့ဒါဒါအဲ့တော့ position နဲ့အရဆိုရင်ကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာ brute tape basic ကတကယ်ကိုကောင်းတဲ့ brilliant move တစ်ခုဖြစ်တယ်အဲစားလို့အဖြူတော့ဆိုစားလို့မကောင်းဘူးပေါ့ အဲ့တော့အဖြစ်ကနေပြီးတော့ကစားပွဲထဲမှာဗာဆွေးကြရစင် Rook A2 ထပ်ရွှေ့လာ Rook A2 ကတော့ဒါ B2 ပေါင်းလေးကိုသူကပြန်ပြီးတော့ save လုပ်ထားတာပေါ့နော်ပြန်ကယ်ထားတယ်ပေါ့အဲ့ဒါဒီမှာထပ်ပြီးတော့ဗာထပ်ရွှေ့လဲဆိုရင် Knight E5 ဒီရွှေ့ဘက်ကလည်း brilliant move ပဲဗာကြောင့်လဲဆိုတော့ဒီ Rook ကိုကျွေးထားစေဖြစ်လို့ပေါ့နော်စားကျင်စားပေါ့အဲ့တော့ကျွန်တော်ထပ်ကြည့်မယ်ဆိုလို့ရှိရင်ဒီနေရာမှာဟိုအဖြစ်ကနေပြီးတော့ Mishra ကနေပြီးတော့ဗာလုပ်ခဲ့လဲဆိုရင် Knight D2 သူကသူ့ရဲ့ Knight ကိုပြန်ပြီးတော့ development လုပ်တယ် အဲ့မှာတခါထပ်ပြီးတော့93ချက်တယ်ပေါ့93ချက်တဲ့အချိန်မှာတဲ့ကျွန်တော်ဒီမှာကဟိုဘာတွေ့ရလဲဆိုတော့ဟိုအဖြူတက်အကောင်းဆုံးရွှေခွက်ကတော့ဒီနေရာမှာအဲဘက်ရှက်တိတ်ဒီ3ကအကောင်းဆုံးပဲပေါ့နော်ဘက်ရှက်တိတ်ဒီ3စားမယ်ဆိုရင်စီတိတ်ဒီ3လေးပြန်စားလိုက်တာကဒါအဆင်ပြေတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါတွေကတူတူအကောင်းဆုံးပဲအတ္တတာဆုံးပဲပေါ့ဒါပေမဲ့ဟိုကစားပွဲထဲမှာတော့ အဖြူသမားကဘာဆွေးခဲ့လဲဆိုရင် King F1 ဆိုပြီးတော့ဆွေးခဲ့ဒီဆွေးခွက်ကတော့လုံးဝမကောင်းဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဆက်ကြည့်လိုက်မယ်အာဒီနေရာမှာ အခုကြည့်ရတူဆိုလို့ဆိုရင်ရောအမေကနေပြီးဘာဆွေးမလဲအဲ့လေကိုဗီဒီယိုလေးရက်ပြီးတော့စဉ်းစားကြည့်လိုက်စာလက်ရဲ့အမြင်နဲ့ကျွန်တော်ရဲ့အမြင်ဘာကွာလဲပေါ့โอเคဟုတ်ပြီအဲ့ဒါကျွန်တော်ထပ်ကြည့်ရအောင်နော် ဲ့တော့ဒီနေရာမှာအမဲရနေပြီးတော့နောက်ထပ် brilliant move တစ်ခုထပ်ရှိသွားပါတယ်အဲ့ဒါကတော့ knight takes g4 ဖြစ်ပါတယ် knight takes g4 ပေါင်းလေးကိုစားလိုက်တယ်ဟိုဒီနေရာမှာအဲဒီကောင်းအောင်ပြန်စားမှာလားပေါ့ပြန်မစားလို့ဆိုရင်နောက်တစ်ကြိမ်ကျွန်တော်ဒီမှာ bishop ကြီးစားပြီးတော့ king နဲ့ queen နဲ့ကိုခွာသွားမယ်ပေါ့နော်ဒီလိုလေးလေးရှိရဲအဲ့တော့အဲမစ္စရာနေတော့ဒီမှာလက်ခံလိုက်တယ်ပေါ့နော်ပြန်စားတယ်ပေါ့ပြန်စားရင်တော့မှဒီမှာစားလက်ကဘာလို့ဒီကောင်းကိုတလုံးပေးတာလဲတကောင်ပေးတာလဲပေါ့ ဲ့မှာထပ်ပြီးတော့ကြည်ကြည်လိုက်အဲ့မှာဆာလက်ကဘယ်နဲ့ကောလာကြိုးတက်ထားလဲဆိုတော့အလိုထိပ်ပြီးတူဆိုပြီးစားတယ်အဲ့ဒါပြန်စားတယ်အမြင်းကိုအရင်စားတယ်မြင်းစားတဲ့အခါမှာအကွင်းနဲ့အရင်ချက်လိုက်တယ်ကွင်းနဲ့အရင်ချက်လိုက်တဲ့အတွက်ကြောင့်ဘာတို့ရလဲဆိုတော့စင်အဒီမှာကအကင်းကိုလည်းချက်ထားတယ်ဒီ night ကိုလည်းပြန်စားမယ်အဲ့တော့ကင်းပြန်ချောင်းတဲ့အခါ sorry ဒီမှာ night နဲ့ကားအချိန်မှာ night ကိုပြန်စားလိုက်တယ်အဲ့ဒီနေရာမှာပုံးလေးတစ်လုံးပဲပြန်ပြီးတော့အပေးထားတယ်လို့ပြောလို့ရတယ် position နဲ့ရဆိုရင်တော့အဖြူကအမဲကတော်တော်လေးတာတယ်လို့ပြောလို့ရတယ်ဒီနေရာမှာထပ်ပြီးတော့ဟို bishop ကလည်း တရက်ရှိရဲ root ကိုလည်းစားမယ်အချိန်နာတယ်အဲ့တော့ root date video စားတယ် queen date video ပြန်စားတယ်အဲ့ queen date video စားချိန်မှာဒီ bishop လေးကအဲ hanging လေးဖြစ်နေပေါ့နော်အဲ bishop ကို bishop take c4 စားလိုက်တယ် bishop take c4 မှာအမေကဘာထက်ရှိလဲဆိုရင် bishop take g4 ဆိုတခါပြန်စားတယ် knight ကိုတခါပြန်ချိန်နာတယ်ပင်ထားတယ်ပေါ့အဲ့တော့ကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုလို့ရှိရင်အကစားပွဲထဲမှာအဖြူကနေပြီးတော့မစ္စရာကဘာရှိခဲ့လဲဆိုလို့ရှိရင် H3 နဲ့ Bishop မောင်းတယ်မောင်းတဲ့အခါမှာ အဗီမန်နီကဒါရွှေ့ခဲ့တဲ့အခါမှာအမဲရနေပြီးတော့ဆာလက်ကပါရွှေ့ခဲ့လဲဆိုတော့ဘက်ရှော့ဒ F3 တခါထပ်စားတယ်ပြန်စားတယ်ပြန်စားရတော့မှတဲ့ကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုလို့ရှိရင်ဟို Rooksy A လာတယ် Rooksy A ကတော့ဟိုဘက်ရှော့ကိုစားမယ်ဆိုပြီးတော့ချိန်ထားတယ်ဗောနော်အဲ့ဘက်ရှော့ကစားမယ်ဆိုပြီးချိန်ထားတယ်ဆိုတော့ဘက်ရှော့ကဘယ်ပဲပြပြပါနော်အဲအီ2ပြလို့ဆိုရင်လည်းပဲ Rooksy 3ပဲလိုက်လာမယ်ပေါ့အဲကစားပွဲထဲမှာ D3 ပဲသွားတယ်ဒီ3မှာလည်း Rooksy 3ပဲလာမှာပဲဘာကြောင့်လဲဆိုတော့ဒီနေရာမှာဒီ Bishop တွေကဟို ချိန်ကန်ရတယ်ပရက်ရှာတစ်ခုပြီးနေရနောက်တစ်ခုကကျတော့အမဲရဲ့ဘီမာကြီးကဒီ second round မှာလုံးဝအပြည့်အဝထိန်းချုပ်ထားတယ်ပြီးအဲ့နောက်မှာကျတော့ rook a 3 rook a 1နဲ့ချက်မိတ်လုပ်မယ်ဆိုတော့ idea လေးတွေကလည်းဒါအဖြူအမဲမှာရှိနေသေးရေပေါ့နော်ပြီးတော့ဒီ bishop ကြီးကလည်းလုံးဝအကျုံကြီးပေါ့အကောင်းကြီးပေါ့အဲ့တော့ကျွန်တော်ထပ်ကြည့်မယ်ဆိုလို့ရှိရင်အကွင်းလေးနဲ့ပြန်ဆယ်ထားတယ်အကွင်းနဲ့ဆယ်တဲ့အချိန်မှာထပ်ပြီးတော့ rook လာတယ်နောက်လည်းကြောက်ဆိုရင်ဒီမှာကျတော့ rook အဲထိုးမယ်ပေါ့ rook a1 ထိုးမယ်ပေါ့ အဲ့တော့ထက်ကြည့်မယ်ဆိုလို့ရှိရင်သူကပါရှိတယ်ဆိုရင်ကွင်းအီတူနဲ့ကွင်းချင်းပြန်ဆိုင်တယ်ကွင်းချင်းဆိုင်တဲ့အခါမှာကွင်း C3 ပြန်လာတယ်ကွင်း C3 လာတဲ့အချိန်မှာဘာတွေ့ရလဲဆိုတော့ကျွန်တော်ဒီနေရာမှာအဲဆာလက်ကတူပြန်တူပေးလိုက်တဲ့ကစားကောင်တစ်ကောင်ပြန်ရပြီလို့ပြောလို့ရတယ်ဗောနော်ဘာကြောင့်လဲဆိုတော့ပေရှားနှကောင်တော့ကွင်းနဲ့ရုခ်နဲ့ကချိန်နှာဖြစ်တဲ့အကြောင်းတစ်ဖက်ကဘလုံးမဆယ်လို့မရတော့အဲဘလုံးမဆယ်လို့မရတော့ဆိုတော့ကျွန်တော်ထက်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာအဲဂင်းတက်တယ်ဂင်းတက်တော့စားတယ်ပြန်စားတယ်ပြန်စားတယ်အဲ့ကျွန်တော်ဒီမှာအန်ငင်းကိုကူးဝါးပြီဗောနော် အမေကူလိုက်ကောင်မှဘာတွေ့ရလဲဆိုတော့အမဲကပေါ်နှလုံးတာနေတယ်ပေါ့ A5 ကပေါ်ကလည်း passport တစ်လုံးဖြစ်နေရပေါ့ဒီဘက် green side မှာလည်းအဲဒီဘက် GH ကိုကြည့်မယ်ဆိုလို့ရှိရင်21ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာထပ်ပြီးတော့ကြည့်ကြည့်မယ်ဆိုလို့ရှိရင်အဲအမဲအဖြူကနေပြီးတော့ဗာရှိခဲ့တယ်ဆိုတော့ rugby one လာ rugby one ကတော့ဒါသူ့ရဲ့ root ကို legitimate fine ကိုယူထားတယ် open fine လေးယူထားတယ်အဲ့တော့ bishop e5 ဒီချိုးကလည်း အဲကောင်းတယ်လို့ပြောလို့ရတယ်ဗောနော်။ဘာကြောင့်လဲဆိုတော့ဒီ bishop e5 ကဘာကြောင့်ကောင်းတာလဲဆိုတော့ကိုယ့်ရဲ့ bishop လေးကို activate လေးလုပ်လိုက်တယ်။ပြီးတော့တစ်ဖက်က pawn လေးကိုအရှိတ်ကိုထပ်ပြီးတော့မကန်နိုင်အောင်လုပ်ထားတယ်။ bishop ဒီဒီ diagonal ကိုဒီ diagonal ကိုဒီ diagonal ကိုအဲထင်းချုံမှုအပြည့်အဝရှိရပေါ့။အဲကျွန်တော်ထပ်ကြည့်မယ်ဆိုလို့ရှိရင် ruby 6လာတယ်။ ruby 6မှာဒီ a6 က pawn ကိုချိန်တဲ့အတွက်ကြောင့်ပြန်ကယ်တယ်။ပြန်ကယ်တော့ king e2 လာတယ်။ king e2 မှာ a5 တက်တယ်။အဲ a5 မှာ rook a6 ထိန်းထားတယ်။ a4 ထပ်တက်တယ်။ a4 တက်တဲ့ချိန်မှာ ကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုလို့ရှိရင်ကစားပွဲထဲမှာအဲ King of 2လာတယ်ပေါ့ King of 2မှာကျွန်တော်တို့ဒီမှာ King G7 လာမယ် King G7 မှာ Rook A7 လာ Rook A7 မှာ G5 တဲ့ဒီရှုပ်ကလေးကလည်းကောင်းတယ်ပေါ့နော် G5 ကပုံးကိုကျွေးတာတော့မဟုတ်ဘူးပုံးစားလိုက်လို့ရှိရင် Bishop နဲ့ချက်လိုက်လို့ရှိရင်ဒီ Rook ကြီးကြမယ်ပေါ့နော်ဒီ Rook ကြမယ်တပည့်ထက်နဲ့ကြမယ်ပေါ့အဲ့တော့သွားစားလို့ကလည်းမရဘူးသွားစားလို့မရတဲ့အတွက်ကြောင့်ဒီမှာ Rook ပြန်ချောင်းတယ်နောက်လည်းကြရင်စားမယ်ပေါ့အဲ့ဒီမှာ G4 ထထတယ်အဲတော်တော်ကောင်းတယ်နော် Spawn is strike လို့တာအဲ့ဒါစားမယ်ဆိုတဲ့အချိန်မှာ H3 ထထတယ် H3 ရဲ့အချိန်မှာ ကျွန်တော်အဖြူကနေပြီးတော့ဘာချွေးခဲ့လဲဆိုလို့ဆိုရင် rook c8 ပြန်လာတယ် rook c8 မှာ ruby 3ပေါ့နော် ruby 3ရဲ့ id ကတော့ရှင်းပါတယ်ကျွန်တော်ကြာရင် a2 a1 a3 a2 a1 promotion လုပ်မယ်ပြီးတော့ဒီမှာကအမေရဲ့ passport နှလုံးကဟိုဘက် site ဒီဘက် site ဆိုတော့ဘယ်လိုမှထိုင်ရမလွယ်ဘူးပေါ့နော်အဲကျွန်တော်ထပ်ကြည့်ကြည့်မယ်ဆိုလို့ဆိုရင် rook c2 လာတယ် rook c2 မှာ h2 လေးတက်ထားတယ်နောက်လည်းကြာရင် promotion ဝင်မယ်ပေါ့ချင်းချောက်ထားတယ်အကျဉ်းရတာ root ကပြန်ပြီးတော့ c1 နေပြန်ထိန်းတယ်ထိန်းတဲ့အချိန်မှာ a3 တက်လိုက်တယ်ဒီ a3 တက်လိုက်တဲ့အချိန်မှာပဲ အဲမစ္စရာကနေပြီးတော့အရှုံးပေးွားတယ်ဗောနော်အရှုံးပေးွားတဲ့အတွက်ကြောင့်မစ္စရာဒီဒီပြိုင်ပွဲကနေပြီးတော့အဲနှုတ်ဆက်ခဲ့ရပါပြီအာဆာလက်ရဲ့ပွဲတွေကတော့ကျွန်တော်မနေ့က round 1မှာ round round 1မှာကြည့်တော့လဲဆာလက်ပွဲတော်ကောင်းတယ်ဒီအခု round 2မှာလည်းဆာလက်ပွဲလေးကတော်တော်ကောင်းတယ်အဲတကယ်မိုက်တယ်ဗောနော်သူထိုက်ထိုက်တန်တန်နဲ့ကိုအဲနောက်တစ်ဆင့်တလန်ဝါဖြစ်ပါတယ်အဲ့တော့အဲဒီကစားပွဲလေးကတော့တော်တော်လေးကိုကောင်းတဲ့ကစားပွဲတစ်ပွဲဖြစ်ခဲ့တယ် ော်ဒီကစားပွဲနဲ့ပတ်သက်ပြီးတော့နားမလည်တာမရှင်းတာသိချင်တာတခုခုရှိလို့ဆိုရင်ကျွန်တော်ကို comment တွေမှာမေးမြန်းပါလို့ရပါတယ်အဲကျွန်တော်ဒီ video ကတော့တလောက်ပါပဲအဲဒီ video ကကျွန်တော်ရဲ့ဒီ video ကိုအစားဆုံးလာရောက်အားပေးကြတဲ့ကြောက်ရှင်တွေကိုကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ထပ် video မှာပြန်တွေ့ဆုံးအောင်အားလုံးပဲကျေးဇူးပါခင်ဗျာ